ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါဘိုးဘိုးဖြစ်ပါတယ်ဘိုးဘိုးထဲမှာသာစကားကျွဆူရနော်โอเคကျွန်တော်ပေါ်ဆုံးမှာပေါ့နော်နံပါတ်1နံပါတ်1မှာကျွန်တော်ဘာရည်ထားလဲဆိုတော့တင်းနာမည်ဦးပေါ့နော်ထိုင်းလူနေနဲ့ထိုင်းလူပြောကြည့်ပါပေါ့နော်ဆိုလိုတဲ့အိဗျာအာအခုနားထောင်နေတဲ့တငယ်ချင်းရဲ့နာမည်ပေါ့နော်နာမည်လေးကို ထိုင်းလူလေးနဲ့ပြောကြည့်ပါလို့ကျွန်တော်ပြောခိုင်းချင်ပါတယ်ဥပမာအနေနဲ့ကျွန်တော်ပြောပြမယ်ကျွန်တော်ဆိုလို့ရှိရင်ပေါ့နော် ျွန်တော်နာမည်ကဘူဘူပါဆိုပြီးတော့ကျွန်တော်မိတ်ဆက်မှာလေဟုတ်တယ်မလားကျွန်တော်နာမည်ကဘူဘူပါဆိုပြီးတော့မိတ်ဆက်မယ်ဆိုလို့ရှိရင်ผมชื่อဘူဘူครับဘောနောผมဆိုတာကျွန်တော်ชื่อဆိုတာအမျိုးဆိုလိုတာဖြစ်ပါတယ်ဘူဘူဆိုတာဘူဘူပေါ့နော်ခပ်ဆိုတာခမညာကျွန်တော်နာမည်ကဘူဘူပါခမညာဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်တငယ်ချင်းတို့လည်းပြောကြည့်ပေါ့နော်အာကိုနာမည်ကိုကိုတုံးပြီးတော့ပေါ့နော်ဖုံချူ ပြီးတော့ cup ပေါ့နော်ဖုံချူကျွန်တော်နာမည်ပါလဲပေါ့နော်ဖုံချူဥပမာအနေနဲ့ကျွန်တော်ပြောမှာကွာအခုကြည့်နေတဲ့တငယ်ချင်းရဲ့နာမည်ကအာကျော်ကြီးဆိုပါလို့အဖုံချူကျော်ကြီး cup အဲ့လိုပေါ့နော်ကျွန်တော်နာမည်ကကျော်ကြီးပါပေါ့နော်တမဟုတ်အာမင်္ဂလာဆိုလို့ရှိရင်ချန်ချန်ဆိုတော့ကျမပေါ့နော်ချန်ချူဝါဝါခပ်အဲချန်ချူဝါဝါခါခါဆိုတော့မင်္ဂလာတုံးလာနော် ฉันชื่อวาวาค่ะสุราจำนามะอ่ะวาวาဖြစ်ပါတယ်ရှင်ဘောเนาะวาวาပါရှင်အဲ့အဲ့လိုမျိုးလေးပဲရှိပါတယ်ฉันชื่อวาวาค่ะဆိုလို့ရှင်จำนามะอ่ะวาวาပါရှင်ဘောเนาะဥပမာနေနဲ့วาวาမဟုတ်လို့ရှင်လဲဒီဖြစ်နာမည်ဘောเนาะအာဆူဆူဆိုလဲဆူဆူဘောเนาะฉันชื่อဆူဆူค่ะအဲ့လိုဘောเนาะအဲ့ဒါနံပါတ်1ဘောเนาะကိုယ့်ရဲ့နာမည်ကိုထိုင်လုံးနဲ့အရင်ပြောကြည့်ပါလို့ကျွန်တော်ပြောခိုင်းချင်ပါတယ်เนาะ ယောက်ျားလေးတွေကြတော့ผม ผมชื่อบูบูครับဆိုလို့ရှိရင်ကျွန်တော်နာမည်อ่ะบูบูဖြစ်ပါတယ်ဆိုတော့ပြောတာဖြစ်ပါတယ်โอเคလည်းပြောပေးပါနော်โอเคပြီးတော့ထမဩနံပါတ်1အနှလုံးဖြစ်နေတယ်โอเคအဲ့ဒါကျွန်တော်ပြောင်းလိုက်မယ်နေပေါ့နော်โอเคနံပါတ်လေးပြောင်းလိုက်မယ်3 le sorry ပါနံပါတ်လေးမှားသွားလို့ okay နံပါတ်1ကကြတော့တင်နာမယ်ပြောခိုင်းတာပေါ့နော်ကျွန်တော်လေ့ကျင့်ခိုင်းတာဖြစ်ပါတယ်โอเคနံပါတ်2ကိုသွားမယ်နံပါတ်2မှာကြတော့ကျွန်တော်ဗာရေးထားလဲဆိုတော့မြန်မာစာကျွန်တော်မရေးထားဘူးเนาะမြန်မာစာကိုကျွန်တော်တန်လင်းနားထောင်ပြီးတော့အော်ဒီပဲလေးကျွန်တော်တခါလေးပြပြပေးမယ်เนาะအဲသူရဲ့အတန်ထွက်လေးတွေကိုပဲကျွန်တော်ရေးထားပေးတာဖြစ်ပါတယ်သူရဲ့အတန်ထွက်လေးကိုကျွန်တော်အင်္ဂလိပ်လိုနဲ့ရေးပေးထားတာဖြစ်ပါတယ်โอเคပြောမယ်နံပါတ်2မှာကြတော့ယင်ဒီတီဒေရူချတ်ဘောနော်ယင်ဒီတီဒေရူချတ်ဆိုတာဘယ်လိုပြောရမလဲ အာဘောနောနင်းနေနင်းတီခွေရလို့ငါဝန်တာပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါရဲ့နော်ယင်ဒီဆိုတာအာကျူဆူတာပေါ့နော်ယင်ဒီဆိုတာကျူဆူတာတို့ဘာလို့နေရာမှာလဲတုံးလို့ရပါတယ်ယင်ဒီဆိုတာထီတဲလူကြဆိုတာတီခွေရတဲ့အတွက်ပေါ့နော်အဲအဲ့လိုမျိုး ကျူဆူပါတဲ့တီခွေရတဲ့အတွက်အဲ့လိုလဲတုံးလို့ရပါတယ် ယင်ဒီဒီလေးလူချဆိုတော့နင်းနဲ့တိခွေရတာတွဲငါမှတော့ပါတယ်ဘာညာပေါ့နော်အဲအဲ့လိုမျိုးနေထားမှလည်းရှိပါတယ်ပြောမယ်ဆိုတုံးနဲ့တူဘောနော်အာတုံးတုံးနဲ့တုံးမေးဆက်လိုက်တဲ့ချိန်မှာပေါ့နော်နင်းကိုတိခွေရလို့ငါမှတော့ပါတယ်အာအဲ့လိုမျိုးနေထားမှရှိတယ်နော်ဒီနံပါတ်2နင်းရဲ့အတိတ်ပြာကြောက်တော့အဲ့ဒါကိုယင်ဒီဒီလေးလူချပေါ့နော်ယင်ဒီဒီလေးလူချလူချဆိုတော့တိခွေရတာကိုပြောတာနော်ယင်ဒီဆိုတာကျူဆူတာကိုပြောတာဂျင်နက်တာပေါ့နော်ကျူဆူတာလို့ပါတော့အဲ ယင်ဒီဒီတဲ့လူချအဲ့လိုမျိုးပေါ့နော်ဒါနံပါတ်2ဖြစ်ပါတယ် okay နံပါတ်3မှာကျတော့ဘာလဲဆိုတော့တူတယောက်ကိုကိုကအာကိုတကူခုလောက်မှသွားတယ်ဆိုပါစို့ကွာအာတကူခုလောက်မှသွားတဲ့အတွက်ကိုကအလုတ်လုတ်အလုတ်လုတ်တာမှားမှားသွားတဲ့အတွက်ကိုကတောင်းမှန်မကွာတောင်းမှန်မယ်ဆိုလို့ရှိရင်ထိုင်းလုံးနဲ့ကြတော့ခေါ်တော့ပေါ့နော် ခေါ်ထောဖြစ်ပါတယ်ခေါ်ထောဆိုတာတောင်းပန်တာကိုပြောတာဖြစ်ပါတယ်နံပါတ်3မှာဖြစ်ပါတယ်နံပါတ်3မှာခေါ်ထောဆိုလို့ရှိရင်တောင်းပန်တယ်မဟုတ်နော်အဲအဲ့ဒါကိုကျွန်တော်တို့ကယောက်ျားလေးတွေဆိုတော့ဖုံကျွန်တော်ဘောနော်ခေါ်ထောတောင်းပန်ပါတယ်ခပ်ခင်ဗျာဘောနော်ကျွန်တော်တောင်းပန်ပါတယ်ခင်ဗျာဆိုတာကြတော့ဖုံခေါ်ထောခပ်ကျွန်တော်တောင်းပန်ပါတယ်ခင်ဗျာဘောနော်အဲဒါယောက်ျားလေးတွေတုံးတာမိန်းကလေးတွေကကြတော့အာနူဆိုတာတမီးပေါ့နော်တမဟုတ်ချန် ျမပေါ့နော်ကြိုက်တာတော့တမီးဖြစ်တမီးကိုလည်းတုံလို့ရသလိုကျမဆူပြီးတော့လည်းတုံလို့ရရင်နော်ဒါမဲ့အာကိုကနည်းနည်းတက်25နှစ်အောက်မှာဆိုလို့ရှိရင်တော့တမီးဆူပြီးတော့တုံပေါ့နော်หนูขอโทษค่ะสุชินตะมีต้อมมาดิရှင်ปอนเนาะฉันขอโทษค่ะสุราจารย์จมต้อมมาดิရှင်สุเรดิเบဖြစ်ပါတယ်ဒါပေမဲ့ดูดูပါပဲดิเบอ่ะတယောက်မို့ดูดูပါပဲเนาะกูอ่ะต้อมမှန်လိုက်တာอ่า ขอโทษสวต้องมาละเนาะผมขอโทษครับสุลูชินจนตรองมามาเลยครับเนาะฉันขอโทษค่ะจะมาตรองมามาเลยใช่หนูขอโทษค่ะตะมีตรองมามาเลยใช่พอเนาะอ่าลืมอยู่โอเคอะไรนับตรงเนาะนับหลีมาจารอบาเลสุรนับหลีมาจารอไม่เป็นไร ไม่เป็นไรสระกิซามิชิวอ๋อ่าะ ကူကူလောက်တာပါအာဥမာကူကဘလူးဂမ်တငယ်ညင်းကိုကူကဥစားပေါ့နော်အဲ့ဒါလေးအထမင်းလေး20ဘူး30ဘူးဝယ်ခဲ့ပေးပါပါညာပေါ့နော်အဲ့လိုပြောတယ်ကွာသူကမေ့သွားတယ်ကွာသူကကို့တောင်းမှန်တယ်ကွာခေါ်တော့ဆိုပြီးတော့ကို့တောင်းမှန်ရှာတယ်အဲ့ဒါဆိုကူကပြောရမယ်မေ့ပန်တိုင်းကိစ္စမရှိဘူးရပါတယ် တုံမဟုတ်ကိစ္စမရှိဘူးပေါ့နော်မိပင်တိုင်းဆိုတာကိစ္စမရှိဘူးတုံမဟုတ်ရပါတယ်ဘာမှဖြစ်ဘူးဘာညာပေါ့နော်အဲလိုမျိုးနေထားမှာရှိပါတယ်မိပင်တိုင်းဆိုတာနံပါတ်၄နော်နံပါတ်၄မှာမိပင်တိုင်းဆိုတာကိစ္စမရှိဘူးရပါတယ်ဘာမှဖြစ်ဘူးဘာညာပေါ့နော်အဲလိုနေထားမှာရှိပါတယ် okay နောက်တစ်ခုကကြတော့နံပါတ်၅ပေါ့နော်အာနံပါတ်၅နံပါတ်၅မှာကျတော့ဘာလဲဆိုတော့ထောက်ရိုင်းထောက်ရိုင်းဆိုတာဘယ်လောက်လဲ ထောက်ရိုင်ဆိုတော့ဘယ်လောက်လဲဟောနော်ဥမာကွတ်ကူကူမေးမကွာအနီးဆိုဒိယောစာဒီယာဒီဟာအနီးဆိုတာအနီးအနီးဆိုတာဒိယောစာဒီယာဒီဟာအနီးထောက်ရိုင်ဆိုလို့ရှိရင်ဒီယာဘယ်လောက်လဲဒိယောစာဘယ်လောက်လဲဒီဟာဘယ်လောက်လဲဆိုတော့ဈေးမီးတဲ့စကားဖြစ်သွားမယ်သဘောပေါက်မလို့ထင်ပါရဲ့နော်အနီးဆိုဒိယောစာဒီယာဒီဟာ မြန်မာလူနဲ့ဆိုရင်ပေါ့နော် MD ဆိုတာစာထဲမှာတော့မပါဘူးထောက်ထိုင်ဆိုတော့ကျွန်တော်ဘလူးပြောလဲဆိုတာတခါလေးပြောပြပေးတာဖြစ်ပါနော် sorry ပါထောက်လိုက်လောက်ပဲဆိုလို့ရှိရင်တော့อืมဘလောက်လဲပေါ့နော်တော့မဟုတ်ပဲဈေးလဲဘလောက်လဲဆိုတဲ့အတိပဲဖြစ်ပါတယ်ဈေးဝယ်တဲ့နေရာမှာ300လာဈေးကိုမေးတာဖြစ်ပါနော်အဲ့ဒါဥမာကိုယ်ပူပြီးတော့တိချအောင်ဆူပြီးတော့အနီးထောက်တိုင်းဆိုလို့ရှိရင်ဒီဥစ္စာဘယ်လောက်လဲ ဒီယာဘလောက်လဲဒီဟာဘလောက်လဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါရင်နော်အနီးဆိုတာဒီဥစ္စာဒီယာဒီဟာပေါ့နော်အထောက်ရိုင်းဆိုတာဘလောက်လဲဒါနံပါတ်9နော်နံပါတ်9မှာကျွန်တော်အင်္ဂလိပ်စာရင်းနဲ့ရေးပြထားပါတယ်ထောက်ရိုင်းဆိုတာဘလောက်လဲပေါ့နော်ဇီမီတဲ့ခါမှာသုံးလို့ရပါတယ်โอเคအလုံးဂျင်းနဲ့မလို့ထင်ပါတယ်နော်တိကနေ1 2 3 4 5အဲ့ဒါလေးလိုက်ပြောပေးကြည့်နော်တကယ်ရင်တို့ပြောရင်ပြောရင်အဆင်ပြေလာပါလိမ့်မယ်နော် โอเคအလုံးကျင်းနေမလို့ထင်ပါတယ်နည်းနည်း follow လေးနဲ့အပိပါလို့ပြောချင်ပါတယ် thank you ပါ